မရဏတာသခင်ဘုရားကြွလာတော်မူဂျွန်လ15ရက်နောက်ဆုံးတော်နေ၌စစ်လက်နက်ဖြင့်တိုက်လှန်ခြင်းကောင်းကင်ဘူချီရှင်ထာဝရဘုရားမိန်တော်မူသည်ကားဘေးဒီတပြေမှတပြေသို့ကိုးသွားလိမ့်မည်မိကြီးအစွမ်းအားတို့မှပြင်းစွာတော်လေးပွေသည်ထလိမ့်မည်ယေရမိအခန်းကြီး25အငယ်32 မကြမီလိုမျိုးများကြား၌ယေရှုကြွလာသည့်တိုင်အောင်မဆဲတော့မိဝန်းနေကြည်ခွဲဖွဲ့ဒုက္ခများပေါ်ပေါက်လာမည်။အလင်းနဲ့မတူဘဲကျွန်ုပ်တို့သည် အတူတကွရှိသူချီတက်ပြီးကောင်းကင်နိုင်ငံတွင်မိမိယာစပလင်ကိုတည်၍အရာခတ်သိမ့်ကိုအုပ်စုတော်မူသော သူ၏အမှုကိုထမ်းရွက်ရန်လိုအပ်သည်။ဖျားသခင်သည်မိမိလူတို့ကိုစွန့်ပယ်တော်မမူပါ။ကျွန်ုပ်၏ခွန်အားသည်လည်းစွန့်ပယ်တော်မမူသောသူ၌တည်ရှိသည်။ ဖျားသခင်တရားစီရင်မှုသည်မိကြီးပေါ်သို့ကြာရောက်လျက်ရှိသည်စစ်ပွဲများနှင့်စစ်ပွဲတရင်များရည်နှင့်မီးအားဖြင့်ဖြက်စီးခြင်းများသည်နောက်ဆုံးချိန်တိုင်အောင်တိုးပွားများပြားမည့်ဆင်းရဲဒုက္ခကာလသည် အလွန်နှိကကြောင်းကိုရှင်းလင်းစွာပြောပြနေသည် ကျွန်ုပ်တို့၌ပြုံးเสียအချိန်မရှိပါဤလောကသည်စစ်တိုက်လို့သောစိတ်ဖြင့်ထကြွလျက်ရှိသည် ဒါရီလခန်းကြီး၁၁ဤအနာကဟောကြားချက်ဤနောက်ဆုံးပြည့်စုံခြင်းသည်ရောက်လို့လျက်ရှိသည် မကြာမီလူမျိုးများအကြားတွင် ကျွန်ုပ်တို့မျှော်လင့်ထားသည့်ထက်ပြင်းထန်သောပရိပခများပေါ်ပေါက်လာလိမ့်မည်လက်ရှိအချိန်သည်လူတိုင်းစိတ်ဝင်စားမှုများနှင့်လွှမ်းမိုးနေကြခြင်းဖြစ်သည်အုပ်ချုပ်သူများနှင့်နိုင်ငံရေးသမားများယာထုဝါနာရှိသောသူများအတွေ့အခေါ်ရှင်ယောက်ျားမိန်းမအလွှာတီးတီးများတို့သည် ကျွန်တော်တို့နဲ့ပတ်လည်၌ဖြစ်နေသောဖြစ်ရပ်များအပေါ်အာရုံစိုက်နေကြသည်သူတို့သည်နိုင်ငံများအကြတီရှိနေသည့်တင်းမာသောဆက်ဆံမှုများကိုစောင့်ကြည့်နေကြသည် လောကအရာများကိုထိန်းချုပ်ထားသည့်ပြင်းပြမှုများကိုသူတို့သည်သုံးသပ်ကြကားကြေးမာပြတ်သားသည့်အရာသည်ဖြစ်ပျက်လို့ပြီးဖြစ်၍ကဘာသည်ကြောက်ခမန်းလေးလေးဘေးသို့ကြားရောက်လို့နင်းနေဖြစ်ကြောင်းသူတို့သဘောပေါက်ကြသည်ဆိုင်ထားသည့်တခဏတာအချိန်ကို ဖျားသခင်သည်ကျွန်ုပ်တို့အားပေးထားသည်မတိလိလူရှုခြင်းကြောင့်ပျက်စီးမည့်သူများအတွက်လှူဆောင်ရန်ဖျားသခင်ပေးသော တကူအလုံးကိုယခုအသုံးပြုရမည်နှောက်နှေး၍မရပါတမာတရားကိုကပမှောင်မိုက်သည့်နေရာများတွင်ဟောပြောရမည်လှုပ်เสียရများစွာရှိသည်ယနေ့အတွက်တမာတရားကိုတည်သူတို့အတွက်ဤအလုတ်ကိုပေးအပ်ပြီးဖြစ်သည်ကပသမိုင်း၏နောက်ဆုံးချိန်တွင်စစ်ပွဲဖြစ်လိမ့်မည် ကာလနာကပင်းနှင့်အစာခေါင်းပွားခြင်းရှိလိမ့်မည်။ရည်ကြည်ရည်လျံလိမ့်မည်။ပိုင်ဆိုင်မှုများနယ်လူအသက်များသည်မင်းနှင့်ရည်အားဖြင့်ပြည့်စည်လိမ့်မည်။မိမိကိုယ်ချစ်သောသူတို့အတွက်ခရစ်တော်သည်တွား၍ပြင်ဆင်သောအိမ်တော်အတွက်ကျွန်ုပ်တို့ပြင်ဆင်ကြရမည်။ဤလောကဤတိတ်လန့်ခြင်းမှနားရမည့်အချိန်ရှိနေသည်။